မေခွန်းနံပါတ်9ကိုတော့ပါမယ်မေခွန်းနံပါတ်9မြတ်စွာဘုရားရှင်ပြိဋိနိဗ္ဗာန်ခရီးအပြီးတိုင်ကြွတော်မူခြင်းဟာမြတ်စွာဘုရားရှင်ပြိဋိနိဗ္ဗာန်ခရီးအပြီးတိုင်ကြွတော်မူခြင်းဖြစ်သောမဟာတက္ကရတရား48ခုနှင့်ကဆုံလပြည့်နှင့်အချိန်ကာသမယတွင်အရှင်မဟာကတ္တပမထေမြတ်သည် ဝါတော်မြည်မြရရှိနေခြင်း ဖြစ်ပါသည်နီတမိမေကုန်တရားဖတ်ပါဆုံးဖြတ်ပါရှေ့ဆက်သွားမယ်ဆိုလို့ရှိရင်အပြည့်မှန်လို့ရှိရင်59 3တမိဆမ်ဟိဝရရနေမယ်ဆိုလို့ရှိရင်သသောဆုံးွေ340ကျော်ရမှာဆက်ပြေလို့မှားသွားရင်တော့ ဘုန်းကြီးတို့ရောတပြားမှဆုချလို့မရပါဘူးမိပါပြီဆက်ဖြေမလားရက်နေမလားဆက်ဖြေပါမယ်ဘုန်းမောသမီးဒီမေကွန်းကိုဆက်ဖြေဖို့ရွေးပြီးပြီဆိုရင်ဒီမေကွန်းအတွက် bonus ၄သိန်းထပ်ပြီးတော့စောင့်ပေးပါမယ် နိုင်ငံဆရာတော်တွေက bonus ပေးခြင်းနဲ့အပြည့်လေးမျိုးပြပါမယ်မြတ်စွာဘုရားရှင်ပြိဋိဘံခီးအပြည့်တိုင်ကြွတော်မူခြင်းဖြစ်သောမဟာတက္ကရတ148ခုပစုံလားပြည့်နေ့အချိန်ကသမယတွင်အရှင်မကတ္တဗမထေရမြတ်သည်ဝါတော်မြည်မြရရှိခြင်းဖြစ်ပါသည်နီအေ42ဝါ B 43ဝါ C 44ဝါနဲ့ D 45ဝါတမိကျွတ်စဉ်းစားချိန်စက္ကန့်30စတင်ပါပြီ။ ဖြေရွေးလို့ရပါပြီ C 44ပါပါဗျာ C လေးစလေးဝတေချာပြီလားသမီးတေချာပါပြီဘမအဖြေမှတ်လိုက်ပါ သမီးရဲ့ဖြေ C သမီးရဲ့ရွေးချယ်မှုပါပဲတကယ်တော့ဒီမိကုန်းကိုအဖြေသိရဖို့ဆိုလို့ရှိရင်အရှင်မကတ္တပ ရန်ဖြစ်တဲ့အချိန်ကိုသိလို့ရှိရင်ဒီအဖြစ်မှရပြီအရှင်မကတ္တပဘယ်ချိန်မှာရန် ဖြစ်တယ်ဆိုတာသိလို့ရှိရင်လည်းဒီအဖြစ်ရပြီဒီအရှင်မကတ္တပဘယ်ချိန်မှာရန် ဖြစ်တာကိုမှတ်ဖို့လေဖြာမြတ်စွာဘုရားဘယ်နှဝါရမှာမှတ်ဖို့လားမြတ်စွာဘုရားတဝါရပြီးမှပါဘော ။အဲဆိုတော့မြတ်စွာဘုရားကဘဏဝါတိနေသွားတာတော့55ဝါပါဘုံ။တဝါနှုတ်လို့ရှိရင်34ဝါပါဘုံ။အပြည့်မှန်နေတယ်ပေါ့။တမ။ကိုကျော်တော်လင်းအပြည့်မှန်စစ်ပေးပါ။တမဘုရား။စုချင်းငွေချက်55သိန်းတန်အပြည့်မှန်ကတော့မှန်ပါတယ်ခင်ဗျာ။